အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ 2D ကိုယ်စွဲ channel နဲ့ကြိုဆိုပါရနော်မနေ့ကကျွန်တော်ပြောတဲ့ငွေငါခွဲထွက်လာခေါင်ငါနော်ခေါင်ငါထွက်ပါလေကျွန်တော်မိတ်ဆွေတွေကိုလည်းကျွန်တော်တခုပြောမယ်ကျွန်တော်ဒီ video file ရဲ့ပထမ comment မှာကျွန်တော်ရဲ့ 2D 2D ကိုယ်စွဲ Telegram channel လေးကိုချပေးမယ်အဲ့ဒီမှာကျွန်တော် တင်ပေးမယ်啊တင်ပေးမယ်ဆိုပရိနှလုံးနဲ့ပရိနှလုံးရဲ့ရွေးကွက်ပေါ့နော်ငါးကွက်ဖြစ်ရင်ဖြစ်မယ်၆ကွက်ဖြစ်ရင်ဖြစ်မယ်အားလေးကျွန်တော်ချပေးမယ်အဲ့ဒီမှာဆိုရင်အနီးကက်လည်းကျွန်တော်ချပေးတယ်အနီးကက်ကတော့မှန်တဲ့ခါလဲမှန်သလိုမှားတဲ့ခါလဲရှိမယ်နော်နေကုံထိုးကွက်ကတော့ငါးကွက်သို့မဟုတ်၆ကွက်ဖြစ်မယ်ပရိနှလုံးနဲ့ပေါ့နော်တချို့ကကြတော့ဘယ်လိုထိုးလဲဆိုတော့အဲကျွန်တော်ရွေးပေးတဲ့ရွေးကွက်ပဲထိုးတယ်တချို့ကြတော့အဲပရိနှလုံးလုံးကိုထိုးတယ် ဘောသဘောတရားကျွန်တော်တစ်ပရိတ်နဲ့နှစ်ပရိတ်ဒီနေ့ဆိုတစ်ပရိတ်နဲ့နှစ်ပရိတ်ပေးတယ်တစ်ပရိတ်မှာဆိုကျွန်တော်ဒီနေ့ပေးတာဆိုရင်နှစ်9ရယ်4ခွန်ရယ်96ရယ်နှစ်ပရိတ်မှာဆိုခွန်9ရယ်4ရှိရယ်93ရယ်ပေါ့နော်သဘောတရားအဲ့လိုပေးရယ်ကျွန်တော်ကအဲ့လိုလေးယူပေးတယ်တချို့ကကျတော့အဲ့တစ်ပရိတ်ကောနှစ်ပရိတ်ကောအကုန်လုံးနှလုံးလုံးလိုက်တယ်အဲ့လိုမျိုးလေးပေါ့ကျွန်တော်ချပေးမယ်အဲ့တော့ဒီ channel ရဲ့ဒီ video file ရဲ့ပထမ comment မှာကျွန်တော်ဒီဒူတီကိုဆက် Telegram channel လေးကျွန်တော်ချပေးပါမယ်နော် အဲ့မှာမိတ်ဆွေတို့အဆင်ပြေတယ်စိတ်ဝင်စားရင်တစ်ချက်လာ join ပေးတော့ပါเนาะကဲအဲ့တော့ဒီနေ့ထွက်ထားတဲ့ကဏ္ဍကမနက်ခွန်ကညနေ3:00နော်အလယ်နက်ခတ်ဖြစ်နေလို့ဟောဒီမှာ3:06ခွန်ခွေတဲ့3ရက်တွန်းလာမယ်ပြီးရင်ဒီအပေါ်က3:09ခွေဆိုတာကပြီးခဲ့တဲ့အပတ်တောက်ကြတဲ့မနက်9:00ညနေ3:00အလယ်အလယ်9ဖြစ်နေတဲ့အတွက်ဒီအခွေနက်အလယ်နက်ခတ်လည်းဖြစ်နေတဲ့အတွက်ဒီအခွေလေးကိုကျွန်တော်ချပေးခြင်းဖြစ်တယ် ပြီးရင်ဒီ၃၅၃၅ခွင်ခွေဘာကြောင့်မှလဲဆိုတော့အလဲပေါင်းချင်းရှစ်ဖြစ်နေလေမနှံ့ညကဏခွေတော့သူကမူးနှစ်ခုသွားထက်နေเนาะမူးနှစ်ခုသွားထက်နေလေဒီ၃၅6ခွင်ခွေကအရန်ကောင်းတယ်မြူးလည်းမြူးနေတယ်ပြီးတော့မိတ်ဆွေတို့ကျွန်တော်ပြောချင်တာမြူးတဲ့နောက်ကိုပဲလိုက်ပါเนาะမနှက်ထွက်တဲ့ကဏညနေတော့စိတ်ဝင်စားပါညနေထွက်တဲ့ကဏနောက်နေ့မနှက်တော့စိတ်ဝင်စားပါဟုတ်ပြီเนาะအဲကြောင့်၃၅6ခွင်ခွေအရန်အကောင်းပါနဲ့ပြီးရင် ီနေ့မနေ့အင်္ဂါနေ့မနေ့မှာခွန်ထိတ်ထွက်တာအတွက်ခွန်နဲ့ပိုင်သုံးဖို့ခွန်နဲ့ break လာပါလိမ့်မယ်နော်ပြီးရင်အဲ့ဒီခွန်ကထွက်ထားခြင်းကြောင့်ပတိသမားများတော့ကနှစ်ပတ်သီးလာပါမယ်ဗျာနော်နှစ်ပတ်သီးလာပါမယ်နှစ်ပတ်သီးကိုတကယ်လို့နှစ်ပတ်သီးပတိသမားတွေနှစ်ပတ်သီးကိုလိုက်မယ်ဆိုရင်အဲ့ဒီက1 3 2 4 2 8ဒီ3ွက်လေးကိုနည်းနည်းလေးတင်ထိုးပေးပါဗျာနော် ပြီးရင်ဟဲ့လို့9ထွန်း4 9ခွန်89အခွေဆိုတာဆင်းတက်ပါတယ်လိုက်လိုက်တယ်ဒါပေမဲ့ကျွန်တော်၃လုံးအခွေဖြစ်နေများလို့မိတ်ဆွေတို့ဆန္ဒရှိရင်လိုက်ပါကြိုက်ရင်လိုက်ပါနော်၃လုံး၅လုံးအခွေဆိုတော့အရင်ထိုးကွက်များလို့ကျွန်တော်အဲ့ဒါကြောင့်အာမပေးခြင်းဘူးမိတ်ဆွေတို့ဆန္ဒရှိတယ်ကြိုက်ရင်တော့ခွေပြီးထိုးပါဗျာနော်အပူပါဆိုမိတ်ဆွေတို့စဉ်းစားကြည့်ပြအပူနဲ့တည်းမှာ၅ခွက်ဖြစ်နေမဟုတ်ဘူးလားနော်ဒါပေမဲ့မိတ်ဆွေတို့ကြိုက်ရင်တော့လိုက်ပါဗျာနော်ပြီးရင် နေ့ကထွက်တာ63ဒီနေ့36အဲ့လိုတပတ်တွင်ထွက်ပြီးသားကဏ္ဍပြန်ချရှိထားရင်အဲ့ဒီမှာ13ဆိုတဲ့ကွက်ကောင်ထွက်တတ်တယ်ပြီးရင်13ထွက်တယ်13မထွက်အဲ့ဒီ10တင်ငါတက်ခွန်နဲ့လိုက်ထွက်တတ်တယ်နော်အဲ့လိုဒီထားကျွန်တော်အပူမေးထားတဲ့သူတွေရှိတယ်တကယ်လို့မနက်ဖြန်တရက်ထဲအတွက်အပူများဆင်းခဲ့ရင်အပူကိုလိုက်မယ်ဆိုဒီ3ပူနဲ့10ပူမျိုးစုနဲ့တင်ပြီးလိုက်စေခြင်းနဲ့ ကြံလန်းဟာဟိုတော့ဟိုကြံတာကိုတော့ရန်လိုက်ပေါ့နော်ကျွန်တော်ပြောချင်တာအပူလိုက်မယ်ဆိုဒီ၃ခုနဲ့၈ခုတင်ထိုးပါညီကိုညီမနှက်ဖန်တော့ကတော့အပူနဲ့ညီကိုသတိထားပါကြံမနှက်ဖန်မှာမဟုတ်ပါဘူးကြံကြံ၃ရက်စာတော့ပေါ့နော်ဘိုလ်ကူကြာပြီးတောက်ကြမှာအပူညီကိုသတိထားပါဟုတ်ပြီနော်အဲ့တော့ညီမပါဝါလာမယ်အပူရဲ့ညီကိုရဲ့ပါဝါလာပါဝါထဲမှာဆိုရင်၃ရှစ်ရဲ့50ရဲ့၄ခုရဲ့အဲ့၃ခုအဲ့လေးနဲ့သတိထားပြီးပါနော်အဲ့တော့ ကျွန်တော် Telegram တချို့ Telegram channel မရှိဘူးဆိုရင်ကျွန်တော်ဒီဖုန်းတော့3ညကို4နှစ်6 6နှစ်4 4 1ကိုအာသူက Viber ကျွန်တော်အဆင်မပြေဘူးပြအဲ့ဒါ Viber မရှိဘူးเนาะ Telegram channel ပဲရှိတယ်ဗျာเนาะကျွန်တော်အဲ့မှာဒီ video file ရဲ့ပထမ comment မှာကျွန်တော်ဒီဒူဒီကိုဇော်ရဲ့ Telegram channel link လေးချပေးထားမှာเนาะဟုတ်ပြီเนาะကြည့်အဲ့တော့မနက်ဖြန်တော့သွားအောင်เนาะဒီနေ့ stand by မလားလို့လုပ်ထဲမှာเนาะမနက်ဖြန်တော့ကျွန်တော်ရဲ့နေကုန်လုံးမယ်ဟာ၈တလုံးရှိမယ် နေကုန်ပတ်စည်းကလည်း3-5ပတ်စည်းပဲပြင်ရပါတယ်ဗျာနော်3-5ပတ်စည်းပြင်မယ်မနေ့ဖက်တော့ကီးခွေက3-5 1-6ကီးခွေပါအဲ့3-5 1-6ကီးခွေအပီးထွက်နိုင်တယ်နော်အားလေးသတိထားပေးပါဗျာအဲ့တော့မနေ့ဖက်တော့ကျွန်တော်ရဲ့နေကုန်ထိုးခွက်ဆိုရင်3နဲ့ဆိုရင်33-5 3-1 3-6ပါ9နဲ့ဆိုရင်50-5 5-1 5-6ပါဗျာနော်မနေ့ဖက်တော့ကျွန်တော်နေကုန် break ဆိုရင်2-3 4-5 break အဲ့နှစ်3 4 5 break ထဲကျွန်တော်ကြိုက်ဆုံးက3 break နဲ့5 break ကိုပို့ကြိုက်တယ် နော်အဲ့တော့ဒီနေ့ထွက်တဲ့ကဏ္ဍရမနက်ခွန်ကညနေ3:00အလဲအလဲနက်ခတ်ဖြစ်နေလို့အဲ့မှာဆိုရင်ကျွန်တော်ပေးထားတဲ့3:00 6:00ခွန်ခွေပူပါ3ရက်တော့နော်ခွန်ထိတ်ထွက်တဲ့ညခွန်နဲ့ပိုင်တော့ခွန်နဲ့ break လာမယ်ပြီးရင်ပထမမယောအနေနဲ့ဆို3:39:30ပါဒူမယောနဲ့ဆိုရင်94 59 91ပါဗျာနော်နေကုန်နှစ်ကွက်ကောင်းဆိုရင်83နဲ့85ပါနော် နေကုံ2ကွက်ကောင်း83နဲ့85ပါနေကုံ2ကွက်ကောင်းဆိုတော့84တကွက်ပါဗျဟုတ်ပြီနော်အားကြောင့်မလို့အပူးညီကိုတတိထားပါအပူးဆိုတော့3ပူး10ပူးပါပတ်သီးသမားတွေက2ပတ်သီးကိုလိုက်ပါ2ပတ်သီးကိုမှကျွန်တော်ခုနပြောတယ်2ပတ်သီးကိုလိုက်မယ်ဆို2 3 2 4 2 8အဲ့3ကွက်ကို2 3 2 4ဒီမှာလေကျွန်တော်ရေးပြထားရနော်2 3 2 4 2ဒီ3ခွက်ကိုနည်းနည်းတင်ထုတ်ပေးပါလို့เนาะကဲအဲ့တော့ကျွန်တော် channel မှာ ြည့်တဲ့မိတ်ဆွေတူးတူချင်းတူးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။ဘရူးနေမှာလည်းဆက်လက်အောင်မြင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းရတယ်။ကျွန်တော်ဘူတီဖိုင်လေးကိုဒီမှာတင်ရှင်းသားဖို့ပြုပါခင်ဗျာ။အားလုံးကျေးဇူးပါဗျာ။